British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြည့်ဆွာလိုက်ပါရှင် British အတွက်ခုကတည်းကဆက်ပြီးမဲ့တဲ့ channel ကတော့ကျေးဇူးမစ်တမီဆိုမြတ်နန္ဒရဲ့အစင်မကောင်းဆန်တဲ့နေပဲဖြစ်ပါရယ်မင်္ဂလာပါ British တွေ စိုးမြတ်သူစားစိုးမြတ်ကလျာစိုးမြတ်နန္ဒရရဲ့ဖခင်ဦးစိုးမြတ်ဟာကွလွန်သွားခဲ့ပြီဖြစ်ပါတယ်။ကွလွန်သွားတဲ့အချိန်မှာအသက်က86နှစ်ရှိနေပြီဖြစ်ပြီးတော့ထွေထွေတူးတူးယောဂရလို့မရှိဘဲဆုံးပါသွားခဲ့တာဖြစ်ပါတယ်။နာတာရှည်ဖြစ်နေတဲ့ယောဂမျိုးလည်းမရှိတာကြောင့်ယခုလိုမျိုးရုတ်တရက်ကြီးဆုံးပါသွားတဲ့အခါမှာကြားရတဲ့လူတိုင်းအံ့ဩနေခဲ့တာဖြစ်ပါတယ်။ အပြင်သွားပြီးပြန်ရောက်လာတဲ့အချိန်မှာ၃ရက်ဖြားခဲ့ပါတယ်။တာမန်အဖျားလို့ပဲထင်ခဲ့တာကြောင့်မိသားစုတွေကလည်းအင်းမရှိတဲ့ဆေးတွေနဲ့ပါကုသပေးခဲ့တာဖြစ်ပါတယ်။တက်တာသွားခဲ့ပင်မဲ့လည်းဇနီးဖြစ်သူဒေါ်ជីជីခင်စီကိုအဖျားကူးခဲ့ပါသေးတယ်ဒီလိုနဲ့အဖျားကတအိမ်လုံးကိုကူးသွားခဲ့ပြီးအဖျားရဲ့တံကိုခံခဲ့ရတာဖြစ်ပါတယ် တဲ့အိမ်လုံးကူပြီးမှဥဆုံးရစီကိုပြန်ကူခဲတာဖြစ်ပါရဲ့အသက်လည်းကြီးပြီဖြစ်တဲ့အပြင်နှခါတောင်ဖျားသွားတာမို့ခန္ဓာရင်မရှိတော့ဘဲအသက်ပါဆုံးသွားခဲ့ရလည်းဖြစ်ပါရဲ့သမီးတွေအကုန်လုံးကဖခင်ကြီးနှာရင်ရှိခဲ့ပေမဲ့ ဆွမ်ယန်နန္ဒာတယောက်ကတော့နိုင်ငံရဲ့ခြောက်ကိုရောက်ရှိနေခဲ့တာဖြစ်ပါရယ်ထွက်တက်ကိုမမီလိုက်တဲ့အပြင် နောက်ဆုံးခရီးကိုပါမပုတ်ပေးနိုင်တာကြောင့်ဆွမ်ယန်နန္ဒာကလည်းအရန်ကိုဝန်းနေပြီးငိုကြွေးနေခဲ့တာဖြစ်ပါရယ်အဖေကိုဆုံးရှုံးလိုက်ရတဲ့အပြင်တခြားညီမတွေတို့မျိုးအနားမှာမရှိပေးနိုင်တာမို့တော်တော်လေးကိုဝန်းနေနေခဲ့တာဖြစ်ပါရယ်ဆွမ်ယန်တူစာကတော့ညီမတွေအကုန်လုံးအတွေ့သူပြုစုပေးခဲ့တာမို့ဝမ်းမနေဖို့လည်းပြောဆိုထားပါသေးတယ် အစိုးမြတ်တာကနိုင်ငံခြားမှာရောက်နေခဲ့တာကြောင့်အဖေကိုမလုပ်ကျင်နိုင်ဘူးလို့ထင်နေတာဖြစ်ပါရယ်။ဒါဟာလည်းသူ့ရဲ့အပြစ်ကြောင့်မဟုတ်ပဲတားဖြစ်သူရဲ့ပညာရေးကြောင့်အမေရိကန်မှာတွားရောက်နေထိုင်နေတာဖြစ်ပါရယ်။တားဖြစ်သူရဲ့ပညာရေးကြောင့်အမေရိကန်မှာတွားနေရတာဖြစ်ပြီးတော့အဝေးကနေပဲအင်းရဲ့အကြောင်းကိုမေးနိုင်ခဲ့တာဖြစ်ပါရယ်။အဖေဆိုတာကတမိတန်းရဲ့အချစ်အုပ်ဖြစ်သလိုမိသားစုရဲ့တောက်တိုင်ချစ်ဖြစ်ကြမှုအဖေဆုံးသွားတဲ့အခါမှာဆွေမတူစားတို့ညီမတွေအားလုံးလည်းယူကျုံမရဖြစ်နေခဲ့လည်းဖြစ်ပါရယ် ဒီထဲမှာအဆူဆုံးကတော့ဆိုးမြတ်နန္ဒာဖြစ်ပြီးတော့ဖခင်ကြီးအပေါ်မှာတောင်းမမကျဘူးလို့ခံစားနေရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဘသူမှလွန်ဆန်လို့မရတဲ့အဆုံးသတ်ချက်ဆိုတဲ့သဘောတရားကို လက်ခံပြီးတော့ပဲဖြစ်သိနေရတာဖြစ်ပါရယ်ချစ်တဲ့သူတိုင်းနဲ့တစ်ချက်ချင်းရောက်ရင်ခွဲရမှာမှန်ပေမဲ့လည်းဒီလိုမျိုးရုတ်တရက်ထွက်ခွာသွားတာကြောင့်မယုံကြည်နိုင်ပဲဖြစ်နေခဲ့တာဖြစ်ပါရယ်အရင်တုန်းကတော့ပြုစုပေးခဲ့ပေမဲ့အခုလိုအချိန်မျိုးမှာဘာမှမလုပ်ပင်နိုင်ပဲဗီဒီယိုခေါ်နဲ့သာနှုတ်ဆက်ရတာကြောင့်ဆိုးမျက်နှာနဲ့အတွက်တော့အရန်ကိုဆိုးရွားတဲ့ခံစားချက်ပဲဖြစ်ပါရယ် ကိုရောက်တဲ့နေရာကနေပြန်လာခြင်းတိုင်းပြန်လာလို့မရတာကြောင့်အပြစ်ရှိတယ်လို့ခံစားနေရလည်းဖြစ်ပါရယ်။စွန်မြတ်သူစားနဲ့စွန်မြတ်နန္ဒာညီမနှစ်ယောက်စလုံးကအောင်မြင်တဲ့တရားဆောင်ရဖြစ်ကြပြီးတော့ဗြိတတရဲ့အပြစ်ချင်းကိုအပြေဝါရရှိထားတဲ့သူတွေဖြစ်ပါရယ်။နှစ်ယောက်စလုံးကမဟာဆဆာလှကြတဲ့အပြင်တည်ငြိမ်ရင်ကျက်တဲ့ရုပ်တွင်တွေကြောင့်နာမည်ကြီးနေတာဖြစ်ပါရယ်။ ညီမ၃ယောက်ထဲမှာ၂ယောက်ကအနုပညာအလုပ်ကိုလုပ်ပြီးစိုးမြတ်ကလေးကတော့အနုပညာအလုပ်တွေကိုလုပ်ကန်ခြင်းမရှိခဲ့ပါဘူး။စိုးမြတ်သူစားကတော့အမကြီးပီတာစွာနဲ့ညီမတွေကိုနှိမ့်သိပ်ပေးနေပြီးတော့နောက်တမရဖို့ကိုကိုကိုအပြစ်မတင်ဖို့အတွက်ပြောဆိုနေကြတာဖြစ်ပါတယ်။ဖခင်ကြီးရှိတော့မှအကောင်ဆုံးလှုပ်ပေးခဲ့ကြတာမလို့ဒီလိုဖြစ်သွားလဲအပြစ်ရှိတယ်လို့မခံစားချဖို့အတွက်အပစ်ကပြောထားခဲ့တာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါပရိတ်ကျူတွေပရိတ်ကျူတွေအနေနဲ့ရောဆွေမြတ်သူစားတွေရဲ့ဖခင်ကြီးဆုံးပါသွားတဲ့အဖျားဟာဘလို့အဖျားဖြစ်မယ်ဆိုတော့ကိုခံမှန်းပြသွားခဲ့ကြပါဦးရှင်